တွေးဆွန်းတွေးဆွန်းနေတဲ့လက်ကလက်ရင်နေပြီဖြစ်ပါတယ်ပေါ့နော်ဒီဟာကိုမှထပ်ထပ်ပြီးတော့သူဒီသူတို့ရဲ့လမ်းအတိုင်းကိုလိုက်ပါပြီးတော့ဒီအဲပူပေါင်းပြီးတော့ဝင်ရောက်ပြီးတော့ရွေးကောက်ခံမဲ့နိုင်ငံရေးသမားဆိုတဲ့လူတွေကလည်းအမှန်တကယ်တော့နိုင်ငံရေးသမားလည်းမဟုတ်တော့ဘူးသူတို့ကတော့ပြည်သူလူထုအနေနဲ့ဘယ်လိုမှလက်ခံနိုင်ကြမရှိပါဘူးပြည်သူလူထုရဲ့ရန်ထဲမှာလူကိုမခင်လို့မူမခင်တာလည်းမဟုတ်ဘူးသူတို့ပြောတာကဒီစစ်ကောင်စီရဲ့အကြိုက်တွေကိုလိုက်ပြောနေရတာဖြစ်တဲ့အတွက် ဘလို့မောက်တရားတဲ့စကားတွေကလည်းပမလာတော့ဗျဒီမိုကရေစီဆိုတာပြောပြီးဆိုတာ ਨੇ တပြိုင်တည်းသူတို့ဘာလုပ်လဲဆိုတော့စစ်တပ်လူတွေဆိုတဲ့အကြောင်းပြပေါ်ရတဲ့အတိုင်းပြည်မှာမျိုးမျိုးသောတိတ်ထိုင်ုံတွေကိုဖန်တီးတယ်လူမျိုးရေးတွေဘာသာရေးတွေအထူးကိုင်းတွေပြအောင်ပြုလုပ်ပါတယ်စစ်တပ်ကအနိုင်ကျင့်မှုတွေရွေးကောက်ပွဲနှခါလုံးမှုတွေကိုခံရတဲ့အခါမှာအဲခံပြင်းတဲ့ခံပြင်းသွားသောလူဟိုဗောနော်ပြည်သူလူထုအုပ်စုကြီးတီအခုအချိန်ထိအောင်လို့ပဲကိုလည်းပဲ အချို့သောသူတွေပေါ်မှာတော့စာနာမှုမရှိသေးတာတွေ့ရပါတယ်ဒီလူကိုမုံလို့ရှင်စစ်တပ်ကိုချစ်ရတော့မယ်စစ်တပ်ကိုချစ်ပြီဆိုဒီလူကိုမုံရတော့မယ်အဲ့လို့ဆိုရင်တော့ဘာဝင်ချစ်မှာလဲလူလူချင်းချစ်မှာလားအာဏာရှင်ကိုချစ်မှာလားဒုတိယပိုင်းမှာတော့ပထမဆုံးအနေနဲ့ပေါ့နော်ဆရာမဒေါ်စင်သာမြောက်ကိုအလှည့်ပေးခြင်းပါလေဗျဆရာမကြီးခြေပိုင်းကကြံရှိခဲ့တဲ့အကြောင်းအရာတွေကိုပေါ့နော်အကြောင်းအရာတွေကိုဖြစ်ဆက်ရင်းနဲ့အဲဒုတိယပိုင်းမှာလည်းဆရာမရဲ့အမြင်ရှုတော့ဥပဒေရှုတော့နေကနေမှဆွေးနွေးပေးဖို့ဆရာမကိုလှည့်ပေးပါလေဗျ ဒုတိယပိုင်းအနေနဲ့ဒီစစ်ကောင်ကြီးကကျင်းပမဲ့ရွေးကောက်ပွဲကရှေ့ရဆရာပြောသွားတယ်နေပဲပေါ့နော်။ဒါလူတက်ခွင့်လိုင်စင်ဆိုတာတမိုင်းကလည်းပြောသွားပြီးသွားပြီ။နှစ်ပေါင်း80မှာလဲစစ်တပ်ကတစ်ဖက်မှာငញ្ញိုင်းရေးတွေယူတယ်တစ်ဖက်မှာရွေးကောက်ပွဲတွေလုပ်တယ်။ခံခံနာနာတွေပွဲတွေနဲ့အဲတိုက်ပုံတွေနဲ့နော်လူကြီးလူကောင်းတို့မျိုးပုံစံမျိုးတွေနဲ့နော်တွေးဆောင်လက်ဆွဲနှုတ်ဆက်နေတဲ့အချိန်မှာနောက်ခက်နောက်ထပ်လက်တစ်ဖက်ကတိုင်းရင်းသားတွေကိုတတ်ဖြတ်နေတာဖြစ်ပါတယ်။ဒီပုံစံနဲ့ဒီနှစ်ပေါင်းအဲများစွာကြာကြာခဲ့တဲ့တမိုင်းမှာ သူကတွေးဆွန်းတွေးဆွန်းနေတဲ့လက်ကလက်ရင်နေပြီဖြစ်ပါတယ်ပေါ့နော်။ဒီဟာကိုမှထပ်ထပ်ပြီးတော့သူဒီသူတို့ရဲ့လမ်းအတိုင်းကိုလိုက်ပါပြီးတော့ဒီအဲပူပေါင်းပြီးတော့ဝင်ရောက်ပြီးတော့ရွေးကောက်ခံမဲ့နိုင်ငံရေးသမားဆိုတဲ့လူတွေကလည်းအမှန်တကယ်တော့နိုင်ငံရေးသမားလည်းမဟုတ်တော့ဘူး။သူတို့ကတော့ပြည်သူလူထုအနေနဲ့ဘလို့မှလက်ခံနိုင်ကြမရှိပါဘူး။သူတို့ရဲ့ရွေးကောက်ပွဲမှာမဲဆွယ်စည်းရုံးတဲ့အကြောင်းအရာတွေကိုဟိုနားထောင်လိုက်တိုင်းကလည်း ပြည်သူလူထုရဲ့ရန်ထဲမှာလူကိုမခင်လို့မူမခင်တာလည်းမဟုတ်ဘူးသူတို့ပြောတာကဒီစစ်ကောင်စီရဲ့အကြိုက်တွေကိုလိုက်ပြောနေရတာဖြစ်တဲ့အတွက်ဘလို့မောက်တရားတဲ့စကားတွေကလည်းပါမလာတော့ဗျ။တနည်းအားဆိုလို့ရှိရင်တယောက်စီးယုံတာလူငယ်တွေရတဲ့တစ္ဆာရှိလို့ရှိရင်တိုင်းပြည်ပေါ်မှာတစ္ဆာရှိဖို့ပဲလိုတယ်။ဆိုလို့ရှိရင်တိုင်းပြည်ကအကောင်းပြီပေါ့။တကယ်တော့တိုင်းပြည်ပေါ်မှာတစ္ဆာရှိဖို့လားလူငယ်တွေဆိုတာပညာတတ်ဖို့လားပညာရေးကအရေးကြီးလားဒီပညာရေးဆိုတဲ့စကားမျိုးတို့မပြောတော့ဗျ။တိုင်းပြည်က ညာရေးဆိုတဲ့စကားကိုမပြောမချင်းဘယ်လိုမှတိုးတက်တဲ့လမ်းကြောင်းကိုရောက်လာမှာမဟုတ်ဘူးသူတို့ကလည်းဒါကိုမပြောဘူးဆိုတာကပညာရေးဆိုတာကိုစဉ်းစားလိုက်ပြီးဆိုတာနဲ့အရင်ဆုံးစစ်စရိတ်တွေကိုလျှော့ရတော့မြည်တိတိုင်းပြည်မှာဆိုတိုင်းပြည်တိဆောက်တဲ့သူတွေကသူတို့မှာဒါချမ်းသာရင်တော့ဟုတ်ပါတယ်အမေရိကန်ဆိုပညာရေးတွေကိုစစ်တပ်တွေကိုဖက်ဖက်ကပြည်စုံလုံနိုင်တို့ရရင်မပြည့်စုံတဲ့နိုင်ငံတွေဆိုဦးစားပေးနှစ်ခုဆိုလို့ရှိရင်တော့စီရေးကိုဖြေလျှော့ပါတယ်ဖြေလျှော့ပြီးတော့ပညာရေးကိုအရင်ဆုံးရွေးချယ်သွားတဲ့တိုင်းပြည်တွေကတိုးတက်တော့တွေ့ရအဲအဲအဲသူတို့ကကြတော့ အဲ့လိုမျိုးမဟုတ်ဘဲနဲ့စည်ရေးကိုပဲရွေးနေခဲ့တယ်ပေါ့စည်ရေးကိုပဲရွေးနေခဲ့တယ်ဒီစည်ရေးကိုရှော့ရမယ်ဆိုပြီးတော့ပြောပြီးဆိုတာနဲ့တပြိုင်တည်းဒီမိုကရေစီဆိုတာပြောပြီးဆိုတာနဲ့တပြိုင်တည်းသူတို့ဘာလုပ်လဲဆိုတော့စစ်တပ်လိုတယ်ဆိုတဲ့အကြောင်းပြဖို့ရတဲ့တိုင်းပြည်မှာမျိုးမျိုးသောဒိဋ္ဌာယုံတွေကိုဖန်တီးတယ်လူမျိုးရေးတွေဘာသာရေးတွေအထူးကြုံနေပြအောင်ပြုလုပ်ပါတယ်ဒီပြည်သူလူထုကလည်းအဲဒီပြီးတော့ဒီမိုကရေစီကြိုက်ပါတယ်ဆိုရင်တော့မြန်မာတိုင်းနိုင်ငံလုံးတည်အများစုတည်60ရာခိုင်နှုန်းကျော်တည်ကတော့ တနေရာမှာတော့စစ်တပ်နဲ့တဘောတဲ့ဖြစ်နေတာကိုတွေ့ရပါတယ်။အခုစစ်တပ်ကအနိုင်ကျင့်မှုတွေရွေးကောက်ပွဲနှစ်ခါလုံးမှုတွေကိုခံရတဲ့အခါမှာအဲခံပြင်းတဲ့ခံပြင်းသွားတော့လူဟိုပါနော်ပြည်သူလူထုအုပ်စုကြီးတီအခုချိန်ထိအောင်လို့ပဲကိုလည်းပဲအချို့သောသူတွေပေါ်မှာတော့စာနာမှုမရှိသေးတာတွေ့ရပါတယ်။ဘာသာဝင်တွေပေါ့ဗျာတပည့်တော်ပြောချင်တာတော့ဒီမြန်မာနိုင်ငံမှာဆိုတပည့်တော်တို့ဖုံဖုံတို့လည်းသိပါတယ်။အဓိကအရေးကြီးဖြစ်နေတဲ့ပြဿနာကအကြီးကြီးရှိပါတယ်။ကမ္ဘာမှာလည်းရင်ဆိုင်နေရတာရှိပါတယ်။ ဒီရေးကိစ္စနဲ့ပတ်သက်လို့ရှိရင်အခုတည်းကိုဒီလူတွေပေါ်မှာစာနာမှုမရှိသေးဘူးဖြစ်နေတယ်။ဒါကစစ်တပ်ကိုကြောက်လို့မပြောကြရလဲမဟုတ်ဘဲနဲ့အမုံတရားတက်တက်ဒီလူတွေကိုမုံတဲ့စိတ်ကတော့လူတိုင်းနေပါ90နေပါလောက်မှာတရားမှာ90လောက်ကရှိနေတာပြီးတော့ပြောဆိုဆွေးနွေးကြည့်လို့သိရတယ်။အကယ်၍ဒီလိုမျိုးဒီဒီအမုံတရားရှိနေတာစစ်တပ်တအားကြိုက်ပါတယ် ဒါမှလည်းစစ်တက်ရှိဖို့လိုတယ်ဆိုတာကိုစစ်တက်ကိုဘလောက်ပဲမုန်းနေပြောပြောတစ်ဖက်ကမုန်းနေပြောတော့လေတစ်ဖက်ကစစ်တက်လိုရတဲ့လိုရစေတဲ့အကြောင်းအရာတွေလူတွေကပဲလုံးမိနေပါတပီတော်တို့ပြည်သူလူတွေကပဲလုံးမိနေတာဖြစ်တယ်ဆိုတာကိုမြင်ပြီးတော့တပီတော်နှစ်ခွမုန်းလို့မှမရဒီလူကိုမုန်းလို့ရှင်စစ်တက်ကိုချစ်ရတော့မယ်စစ်တက်ကိုချစ်ပြီးဆိုဒီလူကိုမုန်းရတော့မယ်အဲ့လိုဆိုရင်တော့ဘာကိုချစ်မှလဲလူလူချင်းချစ်မှလားအာနာရှင်ကိုချစ်မှလားတပီတော်ပြောသည်မင်းအွန်လိုင်းကိုလည်းမုန်းတာမဟုတ်ပါဘူးသူရဲ့စနစ်ကိုမုန်းတာဖြစ်တယ်ပေါ့နော်ဒီလိုမျိုးအဲဒါကြောင့်မလို့အာနာရှင် မဟုတ်ဘူးဆိုတဲ့ကိစ္စတွေတော့တပည့်တော်အပြေးရမယ်လူလူချင်းတွေဘာသာဝင်ဘာသာကြားတွေပဲဖြစ်ဖြစ်ပေါ့နော်ဒါကနောက်ပြီးတော့တရားမျှတမှုလည်းအဲဖြစ်တယ်အဲလက်ခံရမယ့်အရာလည်းဖြစ်တယ်သူတို့မှရရှိပြီးသားအခွင့်အရေးတွေကို ေးပြီးသူတို့သူတို့ကလွတ်လပ်ရေးရကြတဲ့ကသူတို့ဟာပြည်တော်စုရဲ့အစိတ်ပိုင်းနေနဲ့ပြည်တော်စုသားတွေဖြစ်ပါတယ်လို့တရားရုံးတွေကလည်းစီရင်ဆုံးဖြတ်ခဲ့တယ်ဥချံထွန်းတို့လိုပုံကိုတွေကလည်းအဲဆုံးဖြတ်ပေးထားတယ်အဲသူတို့ကိုလည်းလက်မှတ်တွေလည်းထုတ်ပေးထားတယ်။နောက်ပြီးတော့တပည့်တော်တို့ရဲ့တမိုင်းလေးလာချက်တွေကတပည့်တော်ကိုယ်တိုင်ရဲ့ဥပဒေကြောင်းရလေးလာချက်တွေရဆိုလို့ရှိရင်လွတ်လပ်ရေးရရင်အကုန်ရခဲ့တဲ့သူတွေဒီမှာသူတို့ပါခဲ့တာဖြစ်တဲ့အတွက်မိသည့်အကြောင်းနဲ့မှာသူတို့ကနိုင်ငံခြားသားဖြစ်သွားခွင့်မရှိဘူး။တို့ရရင်1982ခုနှစ်မှာသူတို့ကိုနိုင်ငံခြားသားဆိုပြီးတော့အကုန်ပြန်တက်မှတ်လိုက်တယ်။ ဆိုတာကအခုရွေးကောက်ပွဲကိုနှစ်ခါကျင်းပတယ်လို့ဖြစ်တာပေါ့နော်အဲ့တော့သူတို့ရဲ့နှစ်ပေါင်းများစွာခန်းစားခဲ့ရတဲ့အဲခန်းစားချက်ကကြတော့အခုတပြိုတော့ခုမှပြန်ခန်းစားရတာဖြစ်တယ်ဆိုတော့ဒီလူသားနှစ်ဦးပေါ့နော် ပြန်ဟိုညင်ညွတ်သွားပြီဆိုလို့ရှိရင်အဲစစ်ကောင်စီကိုအဲ့ဒါစစ်ကောင်စီတို့အင်အားနေသွားမယ်အင်အားနေသွားမယ်ပေါ့အဲဒီဒီချိန်တွေတော့မျောလင့်ပါတယ်ဗျဒီချိန်တွေကိုရောက်လာခဲ့လို့ရှိရင်တော့ဒီပြည်သူလူထုကပေါ့နော်ဟိုဟာအမုန်းတရားနေသွားမယ် အမုံအခုအမုံတော်ရားကြောင့်မပြောတာဒီဒီဘာသာဝင်တွေအမုံတရားတွေရှိနေတယ်လို့ဒါနည်းသွားပြီးတော့နည်းသွားလို့ရှိရင်သူတို့ပြောပြောပြောလာမယ်ပြောလာမယ်ဆိုလို့ရှိရင်အများကြီးပြောလာလို့ရှိရင်စစ်တပ်ကသူမှားအကြောင်းသိမယ်သူသူရှက်မနေရပဲပြေးမယ်ပေါ့အခုကတော့လူတွေအားလုံးကငြိမ်နေတယ်မပြောဘူးဖြစ်တဲ့အတွက်စစ်တပ်ကသူမှန်နေပဲထင်နေတော့မယ်သူလုပ်ရမှန်နေပဲထင်နေတော့မယ်ဖြစ်အဲဆိုတော့တွေ့ရပါတယ်ဒီလိုကျေးဇူးတင်ပါတယ်ဗျဒီလောက်နဲ့နေတော့ချုပ်ပါဟုတ်ကဲ့ပါဇာမကြီးခုလိုညီကုန်းကျုပ်ဆွနေပေးတဲ့အတွက်ကျေးဇူးများစွာတင်ရှိပါတယ်ဗျ